မင်္ဂလာပါခင်ဗျာရှန်ကိုခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်က MRTV ဝန်ထမ်းမနှင်းရင်ဖြူဆိုတဲ့သူကိုဒေါ်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်မှာပါဝင်ခဲ့လို့ဆိုပြီးစစ်ကောင်စီကပြန်လဲဖမ်းဆီးလိုက်ပြန်တယ်ဆိုပါတယ် ပြင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်ကအချက်ဖတ်စစ်ကောင်စီတပ်စခန်းတွေကိုကိုဗစ်ခုသိမ့်ပိုက်လာတဲ့ KNL ပူပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ထီးကပလဲတပ်စခန်းကိုထပ်မံသိမ့်ပိုက်လိုက်ပြန်ပြီးစစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့ထုံးစံအတိုင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အချက်ဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်က MRTV ဝန်ထမ်း မနှင်းရင်ဖြူဆိုတဲ့သူကိုဒေါက်ဆာစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းသပိတ်မှာပါဝင်ခဲ့လို့ဆိုပြီးစစ်ကောင်စီကပြန်လဲဖမ်းဆီးလိုက်ပြန်တယ်လို့ MRTB ဝန်ထမ်းအတိုင်းဝိုင်းကပြောထားတယ်လို့စစ်ကောင်စီကလည်းထုတ်ပြန်ထားပါတယ်ဒါကတော့ဇော်လ19ရက်နေ့ကကြာရောက်တဲ့လူလူကောင်းဆောင်ဒေါက်ဆာစုကြည်ရဲ့သက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ပြည်တွင်းပြည်ပကပြည်သူတွေဟာဆုတောင်းမှုတွေနဲ့ပန်းသပိတ်အဖြစ်ပြုလုပ်ရမှာစစ်ကောင်စီရုံးဆက်ရနေပြည်တော်မှာရှိတဲ့ MRTB ဝန်ထမ်းမနှင်းရင်ဖြူဆိုတဲ့ဒူပါပါဝင်ခဲ့တယ်ဆိုပါလေအဲ့ဒီနေပြီးတော့က MRTB ဝန်ထမ်းမနှင်းရင်ဖြူဆိုတဲ့သူဟာသူမရဲ့လူမှုကွန်ရက်မှာ Happy Birthday အမေစုသက်ရှိအနာမဲပါစေဘဝစတိုင်းချစ်တော်သူများနဲ့ကြွေကွင်းရခြင်းဒုက္ခမှဝေးပါစေသူတော်ကောင်းများနဲ့သာဆုံတွေ့ပါစေဆိုတဲ့ဆုတောင်းစကားကိုရေးသားခဲ့ပြီးပန်းတပိတ်ပါဝင်မှုအဖြစ်ပန်းပန်ထားတဲ့ဓာတ်ပုံကိုလည်း posting ပြီးတော့မျှဝေခဲ့တယ်လို့သိရပါတယ်အဲ့ဒီလို့ ဒေါ်စားစုကြီးရဲ့မွေးနေ့မှာပန်းတပိတ်ထဲပါဝင်လို့ဆိုပြီးစစ်တပ် lobby channel တွေကနေသူမကိုဖမ်းဆီးပေးဖို့ posting ပြီးတဲ့နောက်စစ်ကောင်စီကဇွန်လ22ရက်နေ့ညပိုင်းမှာနေပြည်တော်က MRTV ဝန်တန်းမနှင်းရင်ဖြူဆိုတဲ့သူကိုဝန်တန်းအေရမှာပဲလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ MRTV ဝန်တန်းအတိုင်းဝန်းကပြောထားတယ်လို့စစ်ကောင်စီရဲ့ဒီကနေ့ထုတ်ဝါဒဖြန့်သတင်းစာမှာလဲ MRTV ဝန်တန်းမနှင်းရင်ဖြူဆိုသူကိုဖမ်းဆီးထားတဲ့အကြောင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့ဂိမ်းပြင်းတဲ့ time မှာနေဆက်ကဂျပန်စကောင်စီတက်စကန်တွေကိုတစ်ခုပြီးတစ်ခုသိမ့်ပိုက်လာတဲ့ KNL ပူပေါင်းတက်တွေဟာနောက်ထပ် time မှာနေဆက်မှာရှိတဲ့စကောင်စီရဲ့ ठी ကပလေတက်စကန်ကိုပါထပ်မံသိမ့်ပိုက်လိုက်ပြန်ပြီးစကောင်စီတပ်သားတွေဟာသူတို့ရဲ့ထုံးစံအတိုင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြပြန်တယ်လို့ KNL စီရေးတင်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီဂိမ်းပြင်းတဲ့မြောက်ပြည်မြို့နယ်ဒဲမှာရှိတဲ့ ထိုင်းမနေဆက်ကစစ်ကောင်စီရဲ့ ठी ကပလေတက်စကန်ကိုဇွန်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲကင်နလီပူပေါင်းတပ်တွေကအပိတသိမ့်ပိုက်ရရှိသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေကတော့သူတို့ရဲ့ထုံးစံအတိုင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြပြန်တယ်လို့လက်ရှိမှာတော့တော်လန်ရေးတပ်တွေကငယ်မြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီးလက်နက်ကင်ရရှိမှုအခြေအနေတွေကိုစီစစ်နေတယ်လို့ကင်နလီစီရေးတရင်ရှင်မြင့်ကပြောထားပါတယ်။လက်ရှိမှာတော့ ဂန်ယူကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်နိုင်မှုအတွက်စစ်ကောင်စီရဲ့ဥက္ကဋ္ဌဝေါ်လီနဲ့တီတဲလက်တစကန်၃ခုကသာသိမ်းပိုက်ဖို့ကြံရှိတော်ပြီးအဲ့ဒီစစ်တပ်စခန်းတွေကိုလည်းပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တဲ့အတွက်မကြာခင်ပြည်သူတွေတင်းကောင်းကြားရမှာဖြစ်တယ်လို့လည်းကရင်စစ်ရေးတည်င်းအရှင်မြင့်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မန္တလေးတိုင်းကမလိုင်မြို့ပေါ်မှာစားတောက်ဆိုင်အတွင်တောက်စားမူယူပြီးကိုင်းရထွက်ဝင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတက်ကြကြီးအောင်ဝင်းကိုဆိုတကို PDF ရဲမေတွေကလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့တောင်သားမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလိုင်မြို့ပေါ်ကစားတောက်ဆိုင်တဆိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာတောက်စားမူယူနေတယ်ဆိုတဲ့သတင်းရတဲ့အတွက် ဒေါက်တာမြို့နယ်ပကဖရဲမီတွေဥဆောင်တဲ့အဖွဲ့ကပွားရောက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ဆိုင်တွေကနေအရမူပြီး900ထွက်ဝဲတဲ့စစ်ကောင်စီတပ်ကတက်ကြကြီးအောင်ဝင်းကိုဆိုတဲ့သူကို PD ရဲ့ရဲမီတွေကလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီစစ်သားကိုစစ်တုံမတ်ဥပဒေနဲ့အညီဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့လည်းဒေါက်တာမြို့နယ်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းကဂျိုးပင်ကောင်မြို့နယ်မှာ ဂျပန်စစ်ကောင်စီအတွက် PDF တပ်ဖွဲ့တွေရဲ့တင်းကိုအာဂျိုမန်တက်လိုက်လံစုံစမ်းနေတယ်စစ်တပ်အမကန်တင်းပေးကိုမို့ဆိုသူကိုဒေါ်လာကြီးရေဘော်တွေကပြစ်ခတ်ရှင်းနေရမှာအပွဲချင်းပြီးကိုသေသွားပြီလို့တရားဝတိခံ PDF တရေ383ညာ2တခွဲ6ရဲ့တာဝန်ရှိသူတို့ကရေကုန်ခစ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လာ20ရက်နေ့ကပဲ ဂျိုးပင်ကောင်မျိုးနဲ့မှာအချမ်းဖက်စကောက်စီအတွက် PDF တပ်ဖွဲ့တွေရဲ့တရင်ကိုအာဂျိုမန်တက်လိုက်လံစူဆောင်းနေတယ်။မှန်ပင်ထူးဂျေးရွာနေစစ်တပ်အမာခံတရင်ပေးကိုမိုးဆိုတဲ့သူကိုဒါယဝရီခန် PDF တရင်383ညာ2တခွဲ6ရဲဘော်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါတယ်။အဲ့ဒီမှန်ပင်ထူးဂျေးရွာနေစစ်တပ်အမာခံတရင်ပေးကိုမိုးဆိုတဲ့သူဟာတမန်ယတပြည်သူတွေကိုလည်း PDF တွေဆိုပြီးစစ်တပ်ကိုမဟုတ်မမှန်တရင်ပေးပြီးတော့ဖမ်းဆီးခိုင်းတာတွေ ဒေါ်လာကြီးရေဖို့တွေလှောက်ရှားမှုတွေကိုလည်းဖုန်းနဲ့မှတ်တမ်းယူပြီးစစ်ကောင်စီတက်ကိုသတင်းပေးတာတွေအပြင်ပြည်သူတွေကိုလည်းစစ်တပ်အားကိုးနဲ့နှီးမျိုးစုံပိနှိပ်ချင်းချောင်းနေသူဖြစ်ပြီးအခုတော့သေပြီလို့တရားဝီခိုင်ပီတီရတရင်383ညနှစ်တက်ခွဲ6ရက်တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့တင်းသာကြီးမြို့နယ်ကဂျက်ဖက်စကောင်စီရဲ့ခမရ99ကွန်တရင်ကိုအပုတ်ခံရတဲ့စစ်မှုန်တပ်သားတဲ့နှစ်ဦးဟာ လက်နက်ကိုစီနဲ့အတူတော်လိုင်းရဲတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့လင်းတိုင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ19ရက်နေ့ကပဲလင်းတိုင်းမြို့နယ်ကအောက်ကင်းချေးရွာအခြေဆိုင်အချက်ဖက်စကောင်စီရဲ့ခမရငငခွန်တရင်ကိုအပုတ်ခံထားရတယ်စစ်မှုထမ်းအပတ်စဉ်1နဲ့အပတ်စဉ်6ကတပ်သား1နှစ်ဦးဟာတော်လိုင်းရဲတပ်တွေနဲ့ချိန်ဆက်လာပြီးတဲ့နောက်သူတို့ကိုင်းဆောင်တဲ့လက်နက်ကိုစီနဲ့အတူမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ် အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စုနဲ့တသားတင်နှစ်ဦးကိုဒေါ်လာရင်းတရိကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောင်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေချင်းမြင့်မှုလည်းဆောင်ရွက်နေပါတယ်လို့တင်းဆိုင်မျိုးနဲ့ဘက်ဖိုက်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပြည်သူ့လင်မျိုးမှာအချက်ဖက်စကောင်စီတက်ရဲ့စစ်တပ်အရာရှိတွေကပြည်သူ့စီကိုအစင့်စင့်ရောင်းချထားတဲ့ MIC ဆိုင်ကန်း54ကန်းကို သူတို့စစ်တပ်ကပဲအတင်းအဓမ္မဖျက်သိမ်းခိုင်းနေပြန်တယ်လို့ဆိုင်ငန်းပိုင်ရှင်တွေနဲ့နှိစက်သူတွေကပြောပါတယ်။အဲ့ဒီပြည်ဦးလယ်မြို့မှာရှိတဲ့ MIC ဆိုင်ငန်းတွေဟာမြမမိယထားပိုင်မြေမှာရှိပြီးအဲ့ဒီမြေဟာလည်းလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်လောက်ကတည်းကသူတို့စစ်တပ်ရဲ့အရာရှိတွေကပဲပြည်သူတွေကိုအစင်စင်ရောင်းချထားတာဖြစ်တယ်လို့ဆိုပါတယ်။အခုတော့အဲ့လိုစစ်တပ်အရာရှိတွေအစင်စင်ရောင်းချထားတဲ့ပြည်ဦးလယ်မြို့မိယထားပိုင်မြေက MIC ဆိုင်ငန်း54ခန်းကို စစ်ကောင်စီတပ်နဲ့စစ်တလောက်ခံမိရထအမှတ်3တိုင်းရဲ့တာဝန်ရှိသူအာကာမင်းသူဦးဆောင်တဲ့အဖွဲ့တွေကလာရောက်ပြီးတော့အခုဇွန်လအကုန်မှာအဲ့ဒီဆိုင်ငန်းတွေအကုန်အပိဖြတ်ပေးရမယ်ဆိုပြီးတော့ကိုဘာရော်ကြီးမှမပေးဘာမှလည်းပြန်မရပဲအတင်းအဓမ္မဖြတ်ခိုင်းနေတယ်လို့ဆိုင်ငန်းပိုင်ရှင်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ